မင်္ဂလာပါရှင်ရေငေါ်ကတိ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မန်းတက္ကသိုလ်ရပြည်ပွဲကိုစေကောက်စီကောက်ဆောင်လာရောက်ဖို့ရှာကြောင်းမြို့နယ်ဆစ်စင်နေမန်းလေးတက္ကသိုလ်ရပြည်ပွဲကိုအာနာသိန်းစေကောက်စီကောက်ဆောင်တရားမှာဖြစ်တဲ့အတွက်မြို့ရဲ့နေရာအနှံ့မှာဒီကနေ့အော်တိုဘာလနေ့အနေကစပြီးစစ်တပ်ကဖိတ်ဆို့ရှာဖွေဆစ်စင်နေလူမျိုးကဏ္ဍစီကနေတရားတယ်။စစ်တပ်ကအဓိကအုပ်ဆောင်မင်းဆိုင်ကယ်တူပေါက်တွေကိုဖွင့်စစ်တာကားနောက်ကန်တွေကိုဖွင့်ပြခိုင်းတာပြန်လိုက်စင်မဲ့ရင်ဟုံးမဟုတ်ပါဆစ်စင်နေရလို့တရားတယ်။နေရာတိုင်းမှာစင်နေရ ဒီနေ့တရက်တဲကို၃ခေါက်ရှိပြီးစစ်ခန်းနေရတာကွန်ပျူစီပို့ဆိုင်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့မြို့သားတဲကပြောတယ်။မြို့ရင်းစစ်စေးရမှာတပ်ဖွဲ့ကိုစစ်သားရဲကြီးလုံးချိုးပါဝင်အင်အား30နီးပါးရှိလို့သိရတယ်။ဒါအပြင်မြို့စုံကနေရာမှာဘေးရွင့်ရင်နေလိုက်စင်မဲ့ကားတွေကိုပါလိုက်လဲစစ်စရာရှိတယ်။မန်လီတက္ကသိုလ်ရာပြည်ပွဲကအော်တိုဘားလရနေကစတင်ကသုံးရကြချင်းပါမှာဖြစ်ပါတယ်။ဖွင့်ပွဲနေ့ကိုစစ်ကောင်စီကောင်ဆောင်တရားမှာပါဒါကြောင့်ရာပြည်ပွဲကိုလုံးကျွေးတင်းကျပ်ထားသလိုဘဝဝင်ကွင်းကိုလည်းကန့်သက်ထားလို့သိရတယ်။ဆက်လက်ပြီး စစ်မှုထမ်းလူငယ်တွေရတဲ့နီးနဲ့အလင်းဝင်ကြဖို့ကိဝါယောကောင်းဆောင်တိုက်တွန်းအနာဒိတ်ဆက်ကောင်စီတပ်တွေမျိုးစုံတွေရောက်နေတဲ့လူငယ်တွေရာအနေနဲ့တော်လိုင်းပြပပောင်းကြဖို့ကရင်မျိုးသားစီအောင်ကရင်မျိုးမိတ်တော်ခရိုင်ကရင်လူငယ်စီရောအတွင်းမှုစိုးရဲ့တီကောကတိုက်တွန်းပြောတယ်။ ကဲနုမိတ်တော်ရဲ့ခိုင်ခင်မျိုးသားတို့များရဲ့တမတော်ကဲနန်လေးတမလေးစီကိုစစ်ကောင်စီတပ်သားတွေအခုရပိုင်းအလင်းဝင်အောင်မှုတွေမကြာခဏရှိလာခြင်းနဲ့ပတ်သက်ပြီးခုလိုပြောပြတာပါလူငယ်ကောင်းဆောင်တဲ့အနေနဲ့လူငယ်တွေကိုပြောချင်တာကလက်ရှိရသလိုနဲ့တကယ်လို့အဲ့လိုမျိုးဓမ္မစစ်သားစုဆောင်ခံရပြီးတော့ရှိနေတဲ့လူငယ်တွေကိုတော့ရသလိုနဲ့ယုံထွက်ဖို့ရှေ့တန်းပုတ်ခံနဲ့ရှေ့တန်းမှာရှေ့တော်လိုင်းပူပေါင်းခွေနဲ့ရှားအနေနဲ့ဆက်သွဲပြီးယုံထွက်ဖို့ ဆဲကောင်စီတပွဲနဲ့ဒုသပြေတေဒမစစ်သားစုစောက်ကအစမှုနဲ့တပ်သားအစ်တွေရပြီးခဲ့ရပိုက်တွေ KNL တက်မှလေးစီအလင်းဝင်ရောက်က10ဦးကျော်ရှိပါတယ်။အော်တိုဘာလာတရမှာခလာ980တိုင်ကတပ်သားနဲ့ကတနင်္သာရီမြို့နယ်ထဲက KNL တက်မှလေးတိုင်စတဲ့စီလက်နက်မဲ့အလင်းဝင်ရောက်လာတယ်လို့စတီမာ30ကလည်းခလာ980တိုင်ကတပ်သားလေးဦး KNL တက်မှလေးတိုင်စတဲ့စီကိုလက်နက်မဲ့အလင်းဝင်ခဲ့တယ်။အလင်းဝင်လာတဲ့သူတွေအနေနဲ့စစ်ကောင်စီတပ်စီကိုလက်နက်ပါလောင်ယူလာနိုင်ပိုကောင်းနေလို့စွဲ့ဒီခေါ်ကတိုက်တော်နေ ဆဲကောင်စီကလိုအပ်တဲ့အင်အားအတွက်လူငယ်တွေကိုစစ်သားစုဆောင်မှုတွေဇက်တိုက်ပြုလုပ်နေလို့လူငယ်တွေအသွာလာတတိထားဖို့အရေးကြီးလို့တိုက်တွန်းနေ။အနာတိတ်ဆက်တဲ့နိုင်ငံတော်ပြည်သူလူထုတွေကိုပုံစံမျိုးစုံနဲ့စစ်သားစုဆောင်ပြီးရှင်းလင်းစစ်မြေပြင်တွေမှာတုံ့ချောင်းနေ။ဒီလိုသုံးပြုရလူသားတိုင်းတစ်ပွဲအသုံးပြုနေရဖြစ်ပြီးဖမ်းမိတုံ့မှန်နေရမူရစေဝါလွန်ကျွန်းတုံ့ဆွဲထားတဲ့တွေ့နေရလို့မြို့သားညီဆိုရအန်ယူဂျီပြည်တော်စုဝင်ကြီးချုပ်ရုံပြောဆိုခွင့်ရှိသူဦးနေဖိုးလည်းကအော်တိုဘလော့တရနေ့တင်စကားပြောကြားမှုအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ပြီး ရမစစ်သားစုဆောင်ကံသူတွေအနေနဲ့အသက်တည်မခံပဲတော်လိုင်းရေးပတ်ပူပေါင်းမှုထပ်မံတိုက်တွန်းနေ။အထူး ဆက်လက်ပြီးတန့်စင်တွေကပြူစောတီကောင်းဆောင်တဲ့ကို PDF ဖတ်ပြီးစကိုင်းနဲ့တန့်စင်မြို့နယ်တွေကိုစစ်ကြောင်းတို့ကိုကြိုးစားနေစစ်ကောင်စီစစ်ကြောင်းတွေနဲ့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေပြီးဒေသတွင်မှာအနေနဲ့ကြည့်ပြူစောတီကောင်းဆောင်တဲ့ကိုရှင်ဖတ်မိရလို့တန့်စင် PDF စီကနေသိရတယ်။ကာဘူးရွာကနေထွက်လာစစ်ကောင်စီစစ်ကြောင်းတွေကတန့်စင်မြို့တောင်ဘက်ကရွာတွေကိုစစ်ကြောင်းတို့ကိုကြိုးစားနေတာဖြစ်တယ်။လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအထိကဲသေးဆုံးမွေးရှင်နေပေမဲ့အသေးစိတ်မသိရသေးဘူးလို့လည်းပြောပါရယ်စတေမာလာ30ကတိုက်ပွဲမှာတော့ဖြူစော်တီကောင်းဆောင်တို့ရှင်ဖမ်းမိကြလို့သိရတယ်ဖမ်းမိတာဖြူစော်တီကောင်းဆောင် င်နဲ့အချက်လန်နဲ့ပတ်သက်လို့လုံခြုံရေးအခြေအနေအသေးစိတ်မထုတ်ပြန်သေးဘူးလို့လည်းတန့်စေ PDF ကပြောတယ်။စေကောင်စီအမကန်တောက်တိုင်းဖြစ်တဲ့ဘုံကြီးဝါသာဝါတန့်စေကံဘလူးကျွလာမြို့နယ်မှာပြူစော်တီများပြားဆူဆောင်ထားပြီးစစ်တင်နေပြီ။အခုဖမ်းမိပြူစော်တီကောင်စာဘုံကြီးဝါသာဝါနဲ့ဆက်ဆက်တယ်လို့ကာကွယ်ရေးဝန်ထမ်းကပြောတယ်။လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းတွေကတန်ဆန်နဲ့ရေုံမြုံနယ်စက်ကိုစစ်ကြောင်းတို့ကိုစ조사နေ။၄ဆောင်တိုက်ခိုက်မှုလည်းဆက်ရှိနေပြီးတန်ဆန်မြုံနယ်တွင်ကရွာဆယ်ရာလောက်ဘေးလွတ်ရာရှောင်နေရတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ26ကတက်ဆင်မြို့နယ်တွင်ရေဦးကလေးဝလန်ကကန်တူမရွာကိုစစ်ကောင်စီကပုံကျဲလို့အရဲသားရှင်ကိုတိစုံပြီးဆက်နောက်တန်ရခဲ့ပါတယ်။ဆလဘီဗမာပုံဝင်ကံမြိသူရဲကောင်းလိုပြီးစိတ်ကူးချူချူကရှုံးမြင့်မကြည့်ပဲထုတ်ခဲ့တဲ့ပေါင်းတယ်ဖုံးချင်မြန်မာရဲသမိုင်းကိုဖမ်းမိခဲ့ဖမ်းမိခဲ့တဲ့အခါမှာစိတ်ဝင်စားစရာများစွာတွေ့ရတယ်။အင်္ဂလိပ်တို့မြန်မာပြည်တိုင်းပိုက်ပြန်အောင်မြန်မာမျိုးချစ်တွေပုံကံမှုကိုဒေါ်အားဆိုင်နေနေခဲ့ရတယ်။မြန်မာတို့တို့သဖြင့်ဗမာမျိုးနွယ်စုရဲ့ပုံကံလွဲစိတ်တဲ့ကြောင့်မြန်မာတို့ကိုလက်နက်မကိုင်းနိုင်အောင်လက်နက်ဥပဒေတွေပြဋ္ဌာန်းခဲ့တယ်။ ဒါမှဒူတာဦးတွေနဲ့မလုပ်ခဲ့ဖြစ်စေခဲ့တဲ့အင်္ဂလိပ်ကမြန်မာပြည်ငြိမ်ဝှေ့ပြပြရဲ့အတွက်အိန္ဒိယပလိတ်တွေပါအသုံးပြုခဲ့တဲ့ကရင်ပါဝင်တိုင်းသားလူမျိုးတွေနဲ့ရဲတပ်ဖွဲ့ထူထောင်ခဲ့တယ်။ပထမကမ္ဘာစစ်နဲ့မြန်မာနိုင်ငံလုံခြုံရေးအတွက်ဘာမာဆတ်မိုင်းနာတပ်ဖွဲ့ဖွဲ့စည်းရတဲ့အခါမှာတိုင်းသားမျိုးနယ်စုတွေရဲ့ဖွဲ့စည်းခဲ့တယ်။အင်္ဂလိပ်ကဗမာမျိုးနယ်စုကိုစစ်ပညာနဲ့လက်နက်တပ်စင်မပေးလို့ပြည်မနေဗမာတွေမကြည့်မကန်သာဖြစ်ပြီးစစ်ပညာငတ်မို့တောင်းလာခဲ့ကြတယ်။စစ်ပညာနဲ့စစ်မှုထမ်းခွင့်ကန့်သက်ခံရတဲ့အတွက်အင်္ဂလိပ်ကိုမကျေနပ်သလို့ ဗမာဇာတိမံကိုလည်းချုံနေတာလို့မြင်တယ်။ဒုတိယကမ္ဘာစစ်ကြီးအရင်ငွေတန်းချင်းကစလို့ဗမာပြည်မှာခြေဆိုင်နိုင်တဲ့အင်အားစုကအရန်ရဲအပြော်တန်းရဲမိသက်တမဏိတက်လက်ယုံတက်ဓမ္မတက်ဝင်းရဒုတ်တက်စသဖြင့်အခြေခံစေးပြတဲ့နဲ့တက်များဖွဲ့စည်းခဲ့ကြတယ်။ ကရင်ဗမာပြည်ဘက်ကဆရာဆန်ကိစ္စမှာအစပြုခဲ့လို့ဆိုတဲ့အဲ့ဒီနောက်ဗမာမျိုးနွယ်စုရဲ့လက်နက်အာသီသားကပြင်းထန်လာရကနေဂျပန်စစ်ပညာသင်ရဲဘော်တုံးတေကစားလို့ဗမာတပ်မတော်ပေါ်လာခဲ့တယ်။ဒုတိယကမ္ဘာစစ်ပြီးလို့မြန်မာတပ်ပြန်လည်ဖွဲ့စည်းရေးကန်နီစနစ်ပွဲလုပ်ခဲ့တယ်။အဲ့ဒီမှာမျိုးချစ်ဗမာတပ်ပြည်တိရှာဗမာတပ်ကတိုင်းသာတပ်တွေရဲ့စပါမိုင်းနာတပ်တွေနဲ့ပေါင်းပြီးလွတ်လပ်ပြီးရခင်မြန်မာတိထူထောင်မှုဖြစ်ခဲ့တယ်။ မူလဌာနမျိုးနယ်စုဒေသတွေကိုရက်ဆက်စားဖိနှိပ်တိုက်ခဲ့တဲ့မြန်မာတပ်ကမဟာမိတ်နဲ့ပါလာမျိုးလူမျိုးစုတာနာကများခွဲထွက်ပြီးနောက်ဂျပန်ကလက်ကျန်ဂျပန်မွေးမြူလေးကျင်ပတဲ့ဂျပန်ဖက်ဆစ်စရိုက်လက္ခဏာစက္ကန်တဲ့ပမာမျိုးချက်တက်မတော့အမွေခံတက်တွေတက်တက်ဖြစ်သွားခဲ့တယ်။ပြည်ရင်းစစ်ကာလမှာတမတော်ရရူးစင်စစ်စစ်မှုတန်းတွေဟာလည်းပြည်မနေလူမျိုးစုများစုဖြစ်တဲ့ကာနယ်ဘူမောင်မောင်တို့တုတ်တင်ခဲ့မှာပမာဝါဒကိုစစ်တပ်ကလည်းဖုံးကွယ်ထားခြင်းမရှိအောင်တွေ့ရတယ်။ နောက်ထပ်စစ်တပ်မှာဆိုလို့စစ်ကိုမုံလို့စစ်တပ်ရတယ်ဆိုရဲသက်တနာဖြစ်တဲ့ဗမာမျိုးချစ်တပ်မတော်အမွေခံမြမစစ်တပ်ကစစ်ကိုမုံရိုက်တိုက်ခဲ့သည်ဆိုရဲဖလောဆော်ဖီကို27ရာစုထဲမှာထပ်မံဝါရဖြန့်ချီအောင်ကြည့်မြမစစ်တပ်အတွင်းပိုင်းစိတ်နေစိတ်ထားကိုမြင်နိုင်တယ်အညာနဲ့ပြည်မသားတို့အနေနဲ့မြန်မာစစ်တပ်ကိုအပြီးတိုက်ဖြတ်သိမ်းလိုလားဆရာနာရှင်စနစ်ဖြတ်သိမ်းရေးအဆင့်လောက်သာမျှော်မှန်းတာလားဆိုတာပြသအောင်မယ်ထင်တယ်။ ်မဖြစ်ကလက်တွေ့လွဲရကပဲပေးရမှာဖြစ်တယ်ဗမာမျိုးနွယ်စုအများစုပါဝင်တဲ့မြန်မာစစ်တပ်ရဲ့အနာဂတ်ကိုဗမာမျိုးနွယ်စုကပဲပြဋ္ဌာန်းရမယ်တင်ပါတယ်ဗမာမျိုးနွယ်စုနဲ့မြန်မာစစ်တပ်ဆက်ဆံရေးဘလို့သဘောထားလဲဆိုတာကတော့အရေးကြီးပါတယ်တိုင်းသားတွေရဲ့ဘက်ထရီတက်ကောကောတပ်ပေါင်းစုကောကော စင်းမာမေကိုကိုတို့ဟာမြမစစ်တဲ့ဒေကစင်ရနဲ့စင်အင်ကစင်ခင်ကျင်တဲ့အပြီမှာကိုတိမ့်ပိုက်နိုင်မှသာစစ်ပွဲအောင်နိုင်တယ်လို့ဆိုရမယ်တင်နေအဓိကပြေကတော့အညာနဲ့ပြီမှနေမျိုးနယ်စုကအနာကမြမစစ်တဲ့အတွက်ဘလို့ဆုံးဖြတ်မလဲကရေးကြည့်ရထင်ပါတယ်ဗမာမျိုးနယ်စုကြီးကစစ်ပွဲတွေအတိုင်းသားဒေတာမှာပဲတိုက်ကြပြီမှမှာစစ်ဖြစ်စေခြင်းမလို့သဘောထားမြမစစ်တဲ့ကိုလည်းဘာမှပြောင်းလဲနိုင်မှာမထင်ပါဘူး အဓိကကဗမာရီဆရာနာရှင်စနစ်ကိုစစ်ပွဲစုံနဲ့လည်းစိတ်ရှိပါပဲဗမာလူမျိုးစုလက်နက်နဲ့စစ်ပညာအသက်တည်စေလို့ရှိမှရှိပဲဒီလိုအသက်တည်ဖို့ဆိုနိုင်ငံဥစားမှုနိုင်ငံတကာဆက်သွယ်ကူညီငွေကြေးရမုံဝေရှာဖွေမှုလက်နက်တပ်ဆင်မှုနောက်စီယုံစုစီမှုလေကျင့်တင်တန်းပေးမှုနဲ့မြေတီထောင်မှုစသဖြင့်အကျေပြန့်တဲ့လုံနဲ့ပုံဝင်ခံမဲ့သူရဲ့ကောင်းတဲ့ပေါ်လာမှာဖြစ်ပါတယ်။ ဆလဘီတရနယ်လီစုံမှုနယ်မြေမှာစတီမလာတွင်ချက်ပတ်စစ်တပ်လေးကြောင်းလက်နက်ကြီးနဲ့ဒရုန်းနဲ့ပုံစံပြက်ကတိုက်ခိုက်မှုကြောင့်မြို့သား၃သေဆုံးအမျိုးသမီးတောင်နဲ့အမျိုးသမီးလေးကိုထိခိုက်ဒဏ်ရာတရနယ်လီစုံမှုနယ်မြေမှာစတီမလာတွင်ချက်ပတ်စစ်တပ်လေးကြောင်းလက်နက်ကြီးဒရုန်းနဲ့ပုံစံပြက်ကမှုတွေကြောင့်ဒေသခံ၃ယောက်သေဆုံးပြီးဒေသခံ၅ယောက်ထိခိုက်ဒဏ်ရာရခဲ့လို့တရနယ်လီကထုတ်ပြန်နေ အကြပါစတဲ့အနေနဲ့ဂျောင်းမြွနယ်မှာ10ကျိန်းဒီပေါ်မြွနယ်မှာ10ကျိန်းမိုးကုတ်မြွနယ်မှာ2ကျိန်းနဲ့မိုင်းလုံးမြွနယ်မှာ10ကျိန်းတို့နဲ့အစိမ့်ဝင်ပုံပါဝင်ပုံ90လုံးလောက်ပုံကျဲတိုက်ခိုက်ခဲ့ကြအောင်အမျိုးသားတောင်းတည်ဆုံးပြီးအမျိုးသားတယောက်နဲ့အမျိုးသမီးလျောက်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။မိုင်းလုံးမြွနယ်မှာလည်းဂျပန်စစ်တပ်ကဂျက်ဖိုင်တာနဲ့ရွေးချက်ရှိရှိပြည်သူလူထုတီရှာကိုပေါင်900ကိုနှလုံးကျဲချတိုက်ခိုက်တာကြောင့်လည်းအလုံး20နဲ့ပုံကြီးကြောင့်တချောင်းထိမှဖျက်ဆီးသွားတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမှာလည်းကြောင်မဲမိုးကုန်းမိုင်းကဒီပေါ်နဲ့မိုင်းလုံးမျိုးနဲ့မှာဂျပန်စစ်တပ်ကလေကြောင်းလက်နက်ကြီး drone နဲ့ပုံကျပြေကတိုက်ခိုက်မှုကြောင့်တန်ကားတော်တိလာရှင်ကလိငယ်လေးပါဝင်ပြည်သူ46ဦးသေဆုံးပြီးတန်ကားတော်6ပါးနဲ့တမန်ကြီး6ပါးပါဝင်ပြည်သူ55ယောက်ထိခိုက်ဒဏ်ရာရှိခဲ့လို့တရားနာလေးကထုတ်ပြန်ပါတယ်။နောက်ဆက်အောင်ပြချင်တဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်။